တကယ်ကိုမှမင်္ဂလာချက်တည်အဖျားဖျားနဲ့ကိုပြည့်စုံတဲ့မြင်ကွင်းတစ်ခုလို့ပဲပထမအဦးဆုံးပြိသက်တည်စီကိုနှွှန်းဆိုပြရစီခင်ဗျာမကြသေးခင်ကပဲကျွန်တော်တို့မြမကောဆောင်ဖိုင်တာကြီး online အဆန်းကို1 championship က CEO Mr. Chetri က Gunwins Fighter ဆိုတဲ့ one horror fan စုကြီးကိုချင်းမြင့်သွားခဲ့ပါလေ online အဆန်းကအမဲလိုက်ကတချင်းနဲ့ပဲပွဲထွက်လာခဲ့တယ်ထွက်လာတဲ့အချိန်မှာအကောင်းဆုံး fashion ကြကြ online အဆန်းက gentleman ပုံစံဝစ်ဆင်လာတယ်ဝစ်ဆင်လာပြီးတော့ online အဆန်းနေတဲ့ ကွင်းထဲဝင်ကနေအချိန်မှဆိုရင်သူအနေနဲ့အင်းကြီးတစ်ပါးချွတ်မဲ့စားသဖြင့်ပုံစံနဲ့တော့စားနောက်လိုက်ပါသေးတယ်ပြီးတော့အထကန်ဝိုင်းတဲ့အရောက်မှလည်းသူပုံမှန်လုံနေကြဆူတောင်းခြင်းပုံစံမျိုးနဲ့လည်းတရုတ်ပြခဲ့ပါသေးတယ် ပြီးတော့ Queen အထည်ရောက်လာတဲ့အချိန်မှာတော့ Mr. Chatry ကလည်းရှိနေတယ် online အဆန်းကလည်းရှိနေတယ်နှစ်ယောက်အဲ့ဒီအချိန်မှာ Mr. Chatry က online အဆန်းကို Gunwin Fighter ဆိုတဲ့ combo one horror fan studio ချိန်မြင်နေပြီးတော့ online အဆန်းကြောင့်မြန်မာပရိသတ်တွေက one championship ကိုအားပေးကြပုံ one championship မှာ online အဆန်းရဲ့တောက်ပအောင်မြင်ခဲ့တဲ့အရာတွေအတွက် one championship ကိုအခုလိုမျိုးပကုံးထန်းတင်ပေးခဲ့တဲ့အရာတွေအားလုံးအတွက်ကချင်သားကြီးကိုကျေးဇူးတင်တဲ့အကြောင်းနဲ့ online အဆန်းသာမရှိရင် ဝမ်ချမ်ပီယံရှစ်ကလည်းဒီလိုမျိုးအောင်မြင်မှုတွေရရှိလာနိုင်မှာမဟုတ်တလို့သူတို့ promotion အတွက်ဒီလိုမျိုးအကောင်းဆုံးစ조사ပေးခဲ့တဲ့ကချင်သားကြီးကိုကျေးဇူးတင်တဲ့အကြောင်း CEO Cherry ကပြောခဲ့တယ်။ online ဆန်ပြောခဲ့တဲ့အတိုင်းမြန်မာပြည်သက်တွေမရှိဘဲနဲ့လည်း online ဆန်ဆိုတာဖြစ်တည်လာမှာမဟုတ်ဘူး။မြန်မာပြည်သက်တွေကိုလည်းကျေးဇူးတင်တယ်။ အရာအလုံးအတွက်ကချင်သားကြီးကိုကျေးဇူးတင်ပါတယ်ဆိုပြီးဥက္ကရာကြီးချက်ထရီကပြောဆိုပြီးတော့ online အဆန်းကို one chain မြေရှိ horror film မှာဖြစ်သက်မှာပြီး gunwin fighter ဆိုတဲ့ဂုံပုံးနဲ့ရွှေရောင် horror film စုကြီးကိုတခန်းတနာနဲ့ချီးမြှင့်သွားခဲ့ပါတယ်ခင်ဗျာတကယ်ကိုကြည်ရတာလေပီတီဖြစ်စရာကောင်းသလိုတကယ်ကိုမှလည်းစိတ်ထဲကနေဂုံယူမိပါတယ်အချင်းသားကြီးတွေ့တော့ one chain မြေရှိပါနောက်ဆုံးအချိန်နေနဲ့ one chain မြေရဲ့အထက်ကဝိုင်းနဲ့ဝင်ရောက်ပြီးတော့ဒီလိုမျိုး gunwin fighter ဆိုတဲ့ဂုံပုံးကြီးကိုစုကြီးကို ပြယူသွားတာဖြစ်ပါတယ်။ဝမ်ချမ်ပီယံရှစ်မှာတတိယမြောက်ဂနဝင်ဖိုင်တာဆိုတဲ့စုကိုကချင်သားကြီးကပိုင်ဆိုင်သွားတာဖြစ်ပါတယ်ခင်ဗျာ။အားလုံးပဲထူးဝဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။